ြတနာလားပြတနာဆိုတာရှိတာပေါ့အလုံးလုံးနေသူမှာပိုရှိတယ်အလုံးများလေ ပြတနာများလေပဲတကယ်တော့လူတိုင်းအတွက်ပြတနာဆိုတာအ ਨੇ များရှိနေကြမှာပဲတယောက်သေးတောင်ကိုယ့်ဘာသာကိုပြတနာဖြစ်နေတဲ့သူတွေလည်းရှိနေကြတာမဟုတ်လားပြတနာရှိတာပြတနာမဟုတ်ဘူးပြတနာကိုရင်ဆိုင်ဖြည့်ရှင်းတတ်ဖို့ပဲလိုတယ်ပြတနာဆိုတာခံစားနေဖို့မဟုတ်ဘူးစိုးရိမ်နေဖို့မဟုတ်ဘူး ပြဿနာဆိုတာပြဿနာဆိုတဲ့စကလုံးကိုမြမအဘိဓမ္မာကိုကဖြည့်ရှင်းရန်အမှုကိစ္စလို့ဖွင့်ပြထားတယ်။ခံစားရမယ်အမှုကိစ္စလို့မဖွင့်ဘူး။ပြဿနာဆိုတာဖြည့်ရှင်းရမှာတဲ့လေ။ဖြည့်ရှင်းရမှာကိုမဖြည့်ရှင်းမဲ့ခံစားနေကြလို့ပြဿနာကပိုကြီးတွာလာနေကြပေါ့ပါ။ဆိုတော့ကအလုံးလုံးနေတဲ့သူတွေအတွက်ပြဿနာရှိနေတာမဆန်းဘူး။ ပြဿနာရှိလာတဲ့အခါခံစားမှုနဲ့မရှင်းပဲဉာဏ်နဲ့ဖြစ်ရှင်းတတ်ဖို့ပဲအရေးကြီးတယ်။ခံစားချက်ကိုရှေ့တန်းတင်ရင်ပြဿနာကမပြေလည်ပဲအမှားတွေကိုပိုပြီးဖြစ်စေတတ်တယ်။ခံစားချက်ကအမှန်တရားကိုမျက်ကွယ်ပြုတတ်တယ်။ခေါင်းအေးအေးထားအသိဉာဏ်အားနဲ့ပဲဖြစ်ရှင်းရမယ်။ဒါကြောင့်ပြဿနာဆိုတာကိုယ့်ရဲ့အရေးချင်းကိုမှတ်ကြောက်တင်ပေးတဲ့စမ်းသပ်မှုပဲဖြစ်တဲ့အတွက်ပြဿနာကိုမကြောက်ပါနဲ့။ ပြဿနာကိုရင်ဆိုင်ပြီးခံစားချက်ကိုဝေးဖယ်အသိဉာဏ်နဲ့ဖြေရှင်းနိုင်အောင်ကြိုးစားဖို့ပဲပြဿနာပြဿနာကတော့ရှိတာပေါ့ပြဿနာဖြေရှင်းတတ်ဖို့ပဲလိုတယ်ဘုရားနဲ့ဒီကိုယ်ကိုဆုံးမခြင်းအပိုင်းနေစာစုတွေကတကယ်တမ်းကျတော့ပွင့်လင်းပြောရင်နိဗ္ဗာန်ရောက်ကြောင်းတရားတော့မဟုတ်သေးဘူးသစ္စာတရားလည်းမဟုတ်ဘူးနိဗ္ဗာန်ကိုတိုက်ရိုက်မျက်မှောက်ပြုဖို့တိုက်ရိုက်ဒီတရားတော်များကအထောက်ဟော တည်းရဲ့မျက်မှောက်မပြုစေနိုင်ပါဘူးဝင်လင်းပြောတယ်ဒါပေမဲ့ဘုန်းကြီးရည်ရွယ်ချက်ကလူငယ်လေးတွေသာမန်လူတွေစိတ်ထားလေးတွေပစ္စုပ္ပန်ဘဝမှာစိတ်ထားလေးတွေပြင်းပြီးတော့တန်ត្រာမှာအကောင်းကျိုးလေးတွေရရှိဖို့အတွက်ဘုရားရှင်အစွန်မတွေကိုလက်တွေ့ဘဝထဲမှာတရားလေးတွေနဲ့အငိမ့်တက်လေးတွေရဖို့ဆိုပြီးတော့ဒါလည်းသူတို့ကိုဆုံးမတာတဲ့ဘုရားကိုယ့်အကသာကိုပြန်စင်ခြင်းမြတ်ကိုယ့်ကိုပြန်ဆုံးမတာ ကိုမှပြဿနာတင်အဲ့လိုပဲသူများကိုမကြည့်ပဲနဲ့ကိုဟာသာကိုပဲကိုပြဿနာကိုဘလို့ဖြေရှင်းပြေးလဲမလဲဆိုတဲ့အဲ့ဒီအတွင်းနဲ့ဒီစာစုတွေရေးပြတာပဲဒီနေ့အပိုင်း20မှာအဓိကထားပြောရမှာပြဿနာကိစ္စပဲပြဿနာတက်တယ်ပြဿနာဆိုနေရာတိုင်းရှိတာပြဿနာဆိုနေရာတိုင်းရှိတာအဲ့ဒီပြဿနာအလုံးလုံးတဲ့လူမှာပုံပြီးပြဿနာရှိတယ် ဘလို့မလို့တဲ့လူမှာတော့ပြဿနာတော့မရှိဘူး။တော့အလုံးမလို့တဲ့လူမှာဖြည့်ရှင်းစရာပြဿနာဖြစ်ဘာမှမလို့တာဘာမှမလို့တော့ဘာမှမဖြစ်ဘူး။ဘာမှဖြစ်တော့ဘာပြဿနာမှလည်းမရှိဘူး။ဒါတော့မှအလုံးမလို့တဲ့သူမလို့လို့ဆိုပြီးတော့ပတ်ဝန်းကျင်ကဟိုပြဿနာရှာတာရှိတာနော်။အလုံးလို့တဲ့လူကိုလည်းအလုံးလို့လို့ဆိုပြဿနာရှာတယ်ပတ်ဝန်းကျင်။အလုံးမလို့တဲ့သူကိုလည်းအလုံးမလို့လို့ဆိုပြဿနာရှာတယ်။ဘာမှမလို့ပဲအိတ်နေတဲ့သူကိုလည်းဘာမှမလို့ပဲအိတ်နေလို့ဆိုပြဿနာရှာတယ်။ လောကမှာပြဿနာရှိရပြဿနာတွေရှိနေမှာပြဿနာဖြစ်လာရင်အဲ့ဒါဘလို့ဖြေရှင်းမလဲဒါပဲလူတော်များများပြဿနာဖြစ်ပြီဆိုရင် तू ကဖြေရှင်းမှုနိလန်းကိုရှာဖွေတာတဲ့ပြဿနာကိုခံစားရတဲ့ तू ကများဟာငါပြဿနာကြမှာဒီပြဿနာကြီးလာဖြေရကောင်းလားပြဿနာကို feeling ဖြစ်သွားတာခံစားတာပြဿနာက ဖြည့်ရှင်းရမယ့်ကိစ္စကိုမဖြည့်ရှင်းဘဲခံစားလိုက်တဲ့အတွင်းအပြဿနာကပိုကြီးသွားတာကိုယ့်ကိုပြန်ပြီးတော့ပြဿနာပြန်တက်တာအပြဿနာဆိုတာခံစားရမှာမဟုတ်ပြဿနာဆိုတာဖြည့်ရှင်းရဆိုတော့ပြဿနာဖြစ်လာရင်အကြီးပဲဖြစ်အသေးပဲဖြစ်ဖြစ်သူကအလုံနည်းနည်းလုပ်ရင်ပြဿနာနည်းနည်းရှိတယ်အလုံများများလုပ်ရင်ပြဿနာများများရှိတယ်အလုံကြီးလုပ်ရင်ပြဿနာအကြီးရှိတယ်အလုံတွေဘောင်းစလုံးရင်ပြဿနာဘောင်းစုံရှိတယ်နော်ဒါပဲလူလောကမှာ လုပ်တွေဘောင်းဆောင်လုပ်လေပြဿနာများများရှိလိမ့်မယ်ဆိုတော့အဲ့တော့ပြဿနာရှိတာမဆန်းဘူးပြဿနာဖြစ်တာမကြောက်ဘူးပြဿနာဟာကိုယ့်ရဲ့ဆွမ်းအားကိုပတ်ကြောက်တင်ပေးတာပြဿနာကိုဖြစ်လာရင်ဘလောက်ဖြည့်ရှင်းနိုင်မလဲဘလို့ဖြည့်ရှင်းနိုင်မလဲအဲ့ဒါကကိုယ့်ရဲ့မှတ်ချက်ရသဖရားရှင်ကိုရမြတ်ကြီးကလည်းပြဿနာကိုသူကရှောင်မသွားခိုင်းရှေရှင်းရမယ့်ပြဿနာဖြေရှင်းရအမှန်တရားပြောရမယ့်ပြဿနာအမှန်တရားပြောရမ ဖြည့်ရှင်းပို့ဆိုးသွားမဲ့ပြဿနာကိုဖြည့်ရှင်းမဲ့နေရတယ်။တခါတခါကျတော့ပြဿနာကိုဖြည့်ရှင်းတဲ့အခါမှာစကားလည်းထုတ်တယ်ပြောချင်တဲ့ပြောမှန်တဲ့စကားပင်ဖြစ်လင်ကစား။သူကကိုမှန်လို့ပြောပေမဲ့တစ်ဖက်ကနားခံနိုင်တဲ့ပုံပေါ်ရဲ့အချိန်ကိုကြည့်ရတယ်။ပြဿနာဖြည့်ရှင်းတဲ့အခါမှာမှန်တယ်ဆိုပြီးချက်ချင်းသွားဖြည့်ရှင်းလို့မရဘူးတဲ့အချိန်တစ်ခုဆောင်ရတယ်။ ဖြည့်ရှင်းခြင်းတမဖြည့်ရှင်းမှပြဿနာပြည့်လေတဲ့။တန်တယ်ဆိုပြီးဖြည့်ရှင်းခြင်းမတိုင်မဲဖြည့်ရှင်းလိုက်ပြဿနာကူကြည့်သွား။တခါတချို့ကိစ္စတွေမဖြည့်ရှင်းမဲ့နေရတဲ့သူကတော့ပြေသွားတာလည်းအများကြီးရှိတယ်။လောကမှာအခါကျရင်တပုတ်လေလွင်ပြောတဲ့ပြဿနာတွေပိုဆိုးတယ်။အဲဒီပြဿနာတွေကတပုတ်လေလွင်ပြောတိုင်းသာလိုက်ဖြည့်ရှင်းရမယ်ဆိုပြီးမှမဟုတ်တော့အဲလိုမျိုးပြဿနာမဖြည့်ရှင်းမဲ့နေတာသူကတော့ပိတ်ရောပြီးသွားပြီးသွားတာ။ ဩတာမန်လူတွေမပြောနဲ့ဘုန်းကြီးတွေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတော်မှာပြဿနာတွေရှိတာပဲပြဿနာတွေဖြေရှင်းရတာပဲဘုရားရှင်ကိုရောမြတ်ကြီးပြဿနာကသူ့ဘုရားလက်ထက်ကမာဂန္ဒီဆိုတဲ့တက္ကမမိဖုရားပဲဥတ္တနာမင်းရဲ့မိဖုရားကမိဖုရားတူမာဂန္ဒီကဘုရားကိုအညှို့ထားတာဒါဘုန်းကြီးဟိုပထမပိုင်းညီမှာပြောဘူးလားပြောဖို့ပြီးသားသူကမာဂန္ဒီကဘုရားကိုအညှို့ထားတာအညှို့ထားခြင်းရဲ့အကြောင်းကလည်းပဲ မာဂန္ဒီကရုပ်လှတယ်ရုပ်ချောတယ်သူ့အဖေကလည်းမာဂန္ဒီပဲသမီးကလည်းမာဂန္ဒီအဖေကလည်းမာဂန္ဒီသမီးကတိတ်ချောတဲ့အတွေ့အကြောင်းအဖေကသူ့သမီးနဲ့တန်တဲ့သူလောကမှာမရှိဘူးမရှိဘူးဆိုငါသမီးကိုဘယ်သူမှမပေးစားနိုင်ဘူးအဲ့လိုမာနနဲ့နေတာဒီနေ့တော့အဖေကဖះကိုမြတ်စွာဘုရားရှင်ကိုတွေ့တော့ဟာဘုရားရှင်ဥပရိသံပတ္တိကတိတ်ပြေဆုံးတာတိတ်ပြေဆုံးတော့ဩငါသမီးနဲ့ ်တင့်လျော်တာဒီအမျိုးကောင်းသားယောက်ျားပဲရှိရဲဆိုရင်ဖះသမီးလည်းဆိုရင်ဖះရှိသွားပြီသမီးတော့အတာပြောမစဲသမီးရတော့ပေးသားတာဟောဖះကကိလေသာကုန်ထားတဲ့သူတော်ဘောင်းကြီးဆိုတော့သူသမီးဘာလုပ်မှာတော့အဲ့ဒါနဲ့ဖះကိုသွားပြီးတော့သမီးသွားပြီးတဲ့အချိန်မှာမြတ်စွာဘုရားကညာမိတ်နေမာဂဏီတဲ့တင့်သမီးဟိုဒီလောက်ပုတ်စော်နံနေတဲ့အပုတ်ကောင်ကြီးငါချင်းမနဲ့တော့ချင်းတော့နဲ့တော့မတွေ့ချင်းဘူးအဲ့လိုပြောလိုက်တာ ုရားကအမှန်ပြောတာပဲအပုတ်ကောင်ညီရုပ်ဆောင်တာဒီခန္ဓာကိုချင်းမတဲ့တော့မတို့ချင်းဘူးအဲ့တော့ဟိုမှာအလှမှန်တက်နေတဲ့မာကန်ကြီးကဟာငါ့ကိုဒီလိုပြောရအောင်လားတွေ့မယ်ဆိုအညို့တေထားအညို့တေထားပြီးတော့နောက်တော့သူကန်တဲ့သူဘယင်နဲ့ညာวะဥဒိနာဘယင်နဲ့ညာတော့မြတ်စွာဘုရားကိုအဲ့လိုပြောတဲ့အညို့နဲ့ညှို့ထားညှို့ထားတော့ဘုရားရှင်ဆုံးငံကြောက်တဲ့အချိန်မှာသူကအဲ့ဒါလူဆိုးတွေပေါ့လူဆိုးတွေ ပတ်စံပေးပြီးတော့အရက်တိုက်ပြီးတော့ဖရားနဲ့တန်ဃာတော်တွေဆဲခိုင်းမြတ်စွာဘုရားနဲ့တန်ဃာတော်ဆုံခိုင်းကြွရင်မကြတကြဆဲတယ်ဒဲဆဲတယ်ပေါ်တင်ဆဲတယ်ပြေတနာဖန်တီးတော့ပြေတနာဖန်တီးတော့ဘုရားရှင်ရဲ့မေတ္တာနဲ့ဘာမှပြန်မတုံ့ပြန်ဆိုတော့သောတပန်အစင်သာရှိတဲ့ရှင်အာနန္ဒမထေရမကြည်နောက်အခါသာနဲ့ရှင်ဘုရားမြတ်စွာဘုရားဒီလောက်ဆဲနေတဲ့နေရာကြီးမှာတပည့်တော်မနေသင့်တော့ဘူးဗျာတဲ့ဒီလောက်သူတော်ကောင်းမှမသိပါမှမသိ ဘုရားတရားလက်ခံနိုင်စွမ်းအားမရှိတဲ့ဒီမြို့ဒီဘုရင်ရဲ့နေရာဒီနေရာဒေသမှာတပည့်တော်မနေသင့်ဘုရားတခြားနေရာပြောင်းမယ်ဘုရားဒီပြဿနာကြီးရဲ့တပည့်တော်မရင်မဆိုင်နိုင်ဘူးဘုရားမြတ်စွာဘုရားရှင်အနန္တမထေရပြန်မိတ်နေအနန္တာတခြားနေရာကိုသွားရဆိုတာကဘာဖြစ်လို့သွားခြင်းရတာအာဒီမှာပြဿနာများတယ်ဘုရားဆဲနေတာ ਨੇ တပည့်တော်အဲ့ဆဲတာ ਨੇ မခံနိုင်အောင်ကြားတယ်လို့အကုသို့များတယ်ဘုရားဆဲလို့တပည့်တော်တော့တခြားတနေရာပြောင်းနေတာဘုရား ကောင်းပြီအနန္ဒာဒီနေရာမှာဆဲလို့တခြားနေရာရောက်သွားရင်တခြားနေရာမှာဆဲတဲ့သူတွေမရှိနိုင်ဘူးလားအာရှိတော့ရှိနိုင်တာပေါ့အဲအဲ့နေရာမှာဆဲတဲ့နဲ့တွေ့ရင်မရှင်ဘလို့လို့မလဲဟာအဲ့ဆိုတခြားနေရာကိုပြောင်းတာပေါ့ဗျာအဲ့ဒီတခြားနေရာမှာလဲသင်ကိုဆဲမဲ့လူတွေထပ်ပေါ်လာမယ်ဆိုရင်ရှိနိုင်တာပဲရှိရင်အဲ့နေရာမှာလဲဆဲပြီးပြဿနာရှာလို့တွေ့ရင်ဘလို့လို့မလဲဟာအဲ့ဒါဆိုတခြားနေရာပြောင်းမယ်ဗျာ ဲ့တခြားနေရာမှာဆဲတဲ့ထတ်တွင်မလို့လို့မယ်တခြားနေရာပြောင်းမယ်ရှားရှင်အနန္ဒာတခြားနေရာပြောင်းဖို့လျှောက်ပြောတယ်အဲ့ဒါလည်းမြတ်စွာဘုရားအနန္ဒာတဲ့ဆဲတဲ့သူတွေရှိလို့ဒီပြဿနာမဖြေရှင်းခြင်းလို့တခြားနေရာပြောင်းမယ်ဆိုရင်မင်းပြဿနာပြီးမှမို့တော့နေရာတိုင်းမှာဆဲတဲ့သူဆိုတာရှိတယ်တဲ့ငတိလောကေအနိန္ဒီတောလောကေဟောရီလောကကြီးမှာအနိန္ဒီတောအစေမခံရတဲ့နေရာ အကဲရမခံရတဲ့နေရာဆိုတော့လက်ထီတနေရာမှာမရှိဘူး။ဘုရားမင်းလောကမှာတဲ့အကဲရလွတ်တဲ့နေရာအစဲမခံရတဲ့နေရာပြဿနာမရှိတဲ့နေရာတနေရာမှာမရှိဘူးတဲ့။ဆဲလို့သာတခြားနေရာမှာလိုက်ပြောင်းနေမှာသွားစရာရှိမှာမဟုတ်တော့ပြဿနာဒီနေရာမှာရှိရင်ဒီနေရာမှာဖြေရှင်းလာတယ်။ဒီနေရာမှာဖြေရှင်းရမယ့်ပြဿနာဒီနေရာမှာပြတ်ဖြတ်လာရင်ဘုရားကမင်း အဲ့တော့မာကန်ဒီရဲ့ပြဿနာကိုဘုရားကတနေရာထဲမှာအပြီးဖြေရှင်းလိုက်ပြဿနာငြိမ့်သွားပြောကျင်တဲ့ဒုတိယပြဿနာကိုသိပြီးတော့ဟိုဘုဒ္ဓဆင်တဘာဝပြဿနာတွေဖြစ်လာလို့ရှင်သိကြောက်တယ်ပြဿနာကိုလည်းရင်မဆိုင်နိုင်ဘူးပြဿနာဖြစ်လာရင်လည်းဖြေရှင်းဖို့တည်းပြဿနာကိုခံစားဖို့ကြိုးစားရဆိုတော့အဲ့ဒါအမှားပဲဘုရားပေးတဲ့နေရာတော့ပြဿနာရှောင်လို့မရဘူးပြဿနာဆိုတော့အလုံးလုံးတဲ့လူတွေအတွက်ပြဿနာဆိုတာကရှိနေမှာပဲ ယတနာရှိတာယတနာမဟုတ်ဘူးတဲ့ယတနာကိုမဖြည့်ရှင်းနိုင်မှသာလဲယတနာဟောဘုန်းကြီးတို့ကဒါဘုရားရှင်ရဲ့နီးစနစ်ကိုကျင့်သုံးရတယ်လောကမှာဘာမှမလုပ်တဲ့သူတွေတော့မှမဝင်ကြရပြောကြသေးတာပဲကိုယ်တွေအလုံးလုံးနေတဲ့သူအတွက်ယတနာရှိတယ်ဆိုရင်စမ်းပါအဲ့တော့ယတနာပေါ်လာရင်ဒီယတနာကိုဘလို့ညံနဲ့ဖြည့်ရှင်းမလဲယတနာဖြည့်ရှင်းဖို့ကညံတော့လို့အတွေ့အကြုံရှိဖို့လို့တယ်ဆိုတော့ အဲ့ဒီညံတဲ့အတွေ့အကြုံရှိုံနေမှဟုတ်တယ်ပြဿနာကိုဖြေရှင်းတဲ့လူကတည်ငြိမ်မှုတဲ့လူလူဒီမှာတုံ့နှုတ်တဲ့စိတ်ကပြဿနာကိုပို့ပြီးတော့နှိုးဆော့စကားလုံးတွေကြောင့်တုံ့လောက်ထားရဲ့ပြဿနာကိုဖန်တီးတဲ့သူတွေကြောင့်တုံ့လောက်ထားရဲ့ပြဿနာကိုခွာတဲ့သူတွေကြောင့်တုံ့လောက်ထားတယ်အဲ့ဒီတုံ့လောက်မှုက ပြဿနာကိုပို့ပြီးဖြစ်ပေါ်တယ်ညဘုန်းကြီးနိုင်ငံမှာအခုပြဿနာတွေတက်တယ်ဆိုရင်အဲ့ဟိုက်လေပါတယ် အဲဘာလေးပဲဖြစ်ပြဿနာတစ်ခါကျရင်ဘာမှမဟုတ်တဲ့အကြောင်းအရာလေး ਨੇ ပြဿနာတက်ကြတာအဓိကကတော့တချို့ကိစ္စတွေမှာနားလည်မှုလွဲသွားတာ miss understood နားလည်မှုလွဲလို့ဖြစ်တဲ့ပြဿနာကိုထိတ်တန့်ရင်ဆိုင်မဖြေရှင်းမဲနဲ့အဲ့ဒီနားလည်မှုလေးကိုပဲအဲ့အရာတွေယင်ထဲမှာတိမ့်တိမ့်ထားပြီးတော့မဖြေရှင်းမဲနဲ့နားလည်မှုလွဲတွေကပို့ပို့ကြီး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 သွားတဲ့အခါကျနောက်ဆုံးအဆိုင်ခဲဖြစ်ပြဿနာအကြီးကျယ်တက်လို့လားမောင်နှမချင်းချင်းလည်းအဲ့ဒါပဲ နားလည်မှုမရှိကြတန်တရားဆိုတာပြဿနာကိုဖန်တီးခြင်းအစပဲတန်တရားရှိရင်အဲ့ဒီတန်တရားကိုယင်ထဲမှာကြာကြာမထားရဘူးတန်တရားရှိရင်ဟာမကြဘူးတန်တရားကို ထိတ်တိုက်ရင်ဆိုင် ဖြည့်ရှင်းနိုင်တဲ့စွမ်းအားရှိရတန်တရားကိုတက်တဲ့တိုက်ရိုက် openly minded open minded ဝင်လင်းလင်းမေးရမယ်ဝင်လင်းလင်းဖြေရမယ်မေးတဲ့သူကလည်းပဲ မေးတတ်ဖို့လိုတယ်လို့ဖြေတဲ့သူကလည်းပဲမေးတဲ့အပေါ်မှာလက်ခံနိုင်တဲ့စွမ်းအားရှိရှုကမေးတာကိုမကြိုက်ဘူး ချို့လူမျိုးတွေကမိတာအောင်မကြိုက်ဘူးပြဿနာဖြစ်တာကိုမကြိုက်ဘူးဆိုတော့မကြိုက်တဲ့လူတွေရှားမှာနေရတဲ့လူတွေအတွက်ပြဿနာကိုဖြေရှင်းဖို့တော့တော်တော်ခက်မယ်တိုးတော်ကိုကညင်ညင်သာသာနဲ့အချိန်တစ်ခုကိုစောင့်ပြီးတော့ဖြေရှင်းနိုင်မယ်ဆိုရင်ပြဿနာကပြေလည်သွားစရာအကြောင်းရင်းအများကြီးရှိပါတယ်ဉာဏ်အနေမှုက ပြဿနာကိုပို့ပြီးတော့ကြီးထွားစေတယ်ဉာဏ်မရှိတာလေအဲတော့အသိဉာဏ်နဲ့အားနဲ့ပညာရေးတွေမှာဘုန်းကြီးတို့နိုင်ငံမှာအခု ပညာရေးစနစ်ကအယံကိုအားနည်းသွားတဲ့အခါကျတော့ပြဿနာလှုပ်ပြီးတော့ဖွားတဲ့သူတွေကရှိတယ်။အဲ့ဒီပြဿနာကိုဖွားတဲ့အပေါ်မှာညံနဲ့မဖြေရှင်းမလိုက်ခံစားပြီးတော့အဲ့ဒီပြဿနာနောက်ကိုပါသွားတဲ့လူတွေရှိတယ်။ဒါကြောင့်မလို့ဘာတခါက social network internet တွေမှာသုံးရတာလဲဟိုအကောင်းကျိုးထက်မသုံးနိုင်ဆိုးကျိုးကများတာများတယ်။ဘုရားတို့ကြတော့ကုသိုလ်ရအောင် အတူကျိုးရှိအောင် သုံးတာများပါတယ်။ဘုရားတို့က social network လူမှုရေးတွေနဲ့ လူလောက လောကထိရစည်းချောင်းရလောကနဲ့အဆက်ပြတ်မသွားအောင်ဘုန်းကြီးတို့ကသုံးညသုံးပြစ်ပါတယ်အင်တာနက်တွေအဲမဲ့ဘုန်းကြီးတို့သုံးတာကဒီလိုခံယူပြီးသုံးတာအင်တာနက်ဆိုတာအလကားရတာမဟုတ်ဘူးဘယ်သူမှလာလူထားမှာမဟုတ်ဆိုတော့ပတ်စံလဲကုန်တယ်အချိန်လဲကုန်တယ်ဆိုတော့ကိုယ်ပတ်စံလဲကုန်ခံကိုယ်အချိန်လဲကုန်ခံပြီးတော့တံပိုးတစ်ခုရမှဒီအင်တာနက်အသုံးပြုတာတံပိုးရှိတာအခုတော့တချို့ကကိုယ်ပတ်စံလဲကုန်ခံတယ်ကိုယ်အချိန်လဲကုန်ခံပြီးတော့သူများစာရေးလိုက်ဖတ်ပြီးတော့အဲကုန်မမှလိုက်ဆဲနေတာလည်းအများကြီးပါ နော်တခါခါကြတော့ဟောမှန်လားမှားလားကိုယ်ကမစဉ်းစားပဲနဲ့ပြွားတဲ့ပြဿနာလားပြဿနာကိုဖန်တီးပြီးတော့လှုပ်ချမ်းပြီးရေးထားလားမစဉ်းစားဘူးစာလေးဖတ်ပြီးတော့ကိုကြိုက်တဲ့လူစဉ် good day ပဲရှောက်လို့အေးကောင်းတယ်ကိုမကြိုက်တဲ့လူစဉ်မှန်လားမှားလားမစဉ်းစားပဲနဲ့အကုန်လုံးအဲ့ဒီပြဿနာတော့ကိုပါပါသွားပြီးတော့အာအကုန်လုံးအောက်မှာဆဲဆူထားတာတွေကဖားရတယ်လို့အကုသို့များလုံးလို့ဒါကဘာလဲဆိုတော့ မမပြီမှာ an educated ပညာတတ်တွေအားနေသွားခြင်းကပြဿနာကိုဖန်တီးဖို့ very easy ပဲအလွန်လွယ်သွားတော့ဉာဏ်နှဲမှုကဉာဏ်နှဲမှုကအတိဉာဏ်အားနေပြီးတော့ပြဿနာကိုပို့ပြီးတော့လှုပ်ရတာလွယ်သွားတော့တော့ဉာဏ်နေရှိရမယ်အတိဉာဏ်နေတိုးတက်အောင်လှုပ်ရမယ်ဆိုတာပညာရေးစနစ်ကြီးတစ်ခုလုံးကိုပြုရင်ပြောင်းလဲပေးဖို့လိုတာပဲဉာဏ်မရှိတဲ့သူကပြဿနာကိုပြဿနာမှမသိတော့သူများပြဿနာမှာကိုယ်ကဝင်ပါပြီးတော့ သူများခံစားတဲ့အပေါ်မှာကိုယ်ပါလိုက်ခံစားတကယ်တမ်းတေချာတွေးကြည့်တော့ဘုရင်တို့ဘုဒ္ဓရှင်တော်တော်များများတတ္တဝါတွေတော်တော်များများကခံစားချက်ကိုတိတ်ပြီးတော့ဦးစားပေးသွားတယ်အလွယ်တကူခံစားတဲ့စိတ်ဟာအလွယ်တကူပဲပြဿနာကိုဖြစ်ပေါ်စေတာဟိုးလူတွေမှာခံစားလွယ်တာခံစားလွယ်တဲ့လူကတည်ငြိမ်မှုလည်းမရှိဘူး emotion ပေါ့ဒီ emotion ကခံစားချက်ကိုမထိန်းချုပ်နိုင်သမျှတော့တတ္တဝါတွေမှာအဲ့ဒီခံစားချက်ကြောင့်ဒုက္ခတွေဖြစ်တာ ထိလွယ်ရှလွယ်တဲ့ကိစ္စလေးတွေမှာကိုကညံမပါတော့အဲ့ဒီခံစားမှုကပိုလွယ်ပြီးတော့အဲ့ဒီနောက်ကိုပါတဲ့ပြဿနာကြီးထွားတာအောင်ကြီးထွားဆိုတော့ညံနေအသည့်ညံနေများများရှိအောင်ဘုန်းကြီးတို့ကစနစ်တစ်ခုကိုကောင်းကောင်းချပြီးတော့ပညာရေးစနစ်တစ်ခုကိုကောင်းအောင်လုပ်ဖို့လိုတာပဲကိုယ်နဲ့ပတ်သက်တဲ့ကိုသားသမီးတွေလည်းပညာရေးအမွေကောင်းကောင်းပေးရမယ်အဓိကတော့စာများများဖတ်စာမဖတ်ကြအောင်လူတွေမှာစာမဖတ်တဲ့အပြင်စာမဖတ်တော့စာမဖတ်တဲ့အပြင်မကောင်းတဲ့အရာတွေမှာလိုက်ပြီးတော့ ဟိုခံစားလိုက်ပြီးတော့မှတ်နေတဲ့အကျင့်တွေကအတိညာလည်းအာနဲ့ဘုသူတာလည်းမရှိတော့သူများပြောရင်လည်းပြောတဲ့အတိုင်းအတုလားအစစ်လားမသိတော့စာမဖတ်တဲ့သူကအကန်းနဲ့တူတယ်မြန်မာနိုင်ငံမှာအခုစာဖတ်တဲ့လူကအတော်နေသွားတယ်စာအုပ်တွေဘာမှလည်းဟိုစာအုပ်ကိုခိုင်းပြီးဖတ်အောင်မှလည်းမသိဘူးချို့စာဖတ်တဲ့လူကလည်းပဲအင်တာနက် network တွေမှာစာလေးရေးတာလေးကိုချို့လိုက်ဖတ်တယ်ဒါရမှတချို့ social media network တွေမှာ facebook တွေမှာဆိုရင် စာရှင်တော်မဖတ်တော့ဘူးလူတွေစာရှင်တော်မဖတ်တော့ဘုန်းကြီးတို့ကအတိညာဉ်နဲ့မျှဝေရင်စာရှည်လို့ရှင်ကြော်ကြော်သွားတော့စာလေးကိုတူတူနဲ့လိုရင်းလေးကိုရေးတာအခုကိုယ်ကိုဆုံးမခြင်းအဲ့တူတူ short to the point နေမယ်ဒီလိုပဲလို့ပေါ့ဟောစာဖတ်ရပြင်းသွားဘုန်းကြီးတို့ဥရောပနိုင်ငံတွေရောက်တယ်နိုင်ငံခြားတိုင်းပြည်ရောက်တယ်ကိုရီးယားနိုင်ငံမှာလည်းအကြောင်းတက်ခဲ့တာကိုရီးယားနိုင်ငံဘုန်းကြီးတို့တက်တဲ့တက်ကတူမှာ library အကြီးပဲအဲ့ library မှာသူတက်ငါစာကြည့်တိုက်ကတ်တွေလုပ်ပေးတာစာကြည့်တိုက်ထဲကမထွက်ကြဘူး ဘုန်းကြီးတို့ဆိုလည်းဖီအားတွေအများများတယ်။ဆရာကနှီးပဲပေးလိုက်တာ။ဒီနှီးပေးပြီးလို့ရှင် နောက်နေ့ကျရင်အင်စာပေးလိုက်တာ homework ။ဘယ်စာအုပ်ဘယ်စာအုပ်ဘယ်စာဖတ်ခဲ့ဆိုရင်နောက်တစ်ပတ်တည်းစာအုပ်၃ဘုံလောက်ပေးလိုက်စာအုပ်နံပါတ်ရေးပြီ။အဲ့ဒါစာကြည့်တဲ့သွားပြီးအဲ့စာအုပ်တွေမပြီးပြအောင်လိုက်ဖတ်။ဟောသူတို့ရဲ့ education ပညာရေးစနစ်ဆိုတာနှီးစနစ်ကိုပေးတယ်။အကျောင်းသားတွေကိုလက်တွေ့ apply လုပ်ပြီးတော့လက်တွေ့ ဆွေးနွေးခိုင်းတယ်လက်တွေ့လက်ကျင်ခိုင်းတယ်လက်တွေ့ပြောခိုင်းတယ်အဲ့ဒါတွေကအမှတ်ပဲဆိုတော့မြမပြီမာယပညာရေးစနစ်ကဆရာကပင်မနဲ့ကျောင်းသားကမတက်ဘူးဆရာကြီးကသင်လိုက်ရတာပင်မအာပေါ့အကုန်ရှာပွဲပြီးမှွေနောက်ပြီးတော့ချပြီးတော့ရေးပေးကျောင်းသားနောက်ကမှတ်စုလိုက်မှတ်ပြီးတော့ဣတိမလွဲဖြေပေါင်းသွားချက်ပြီးတော့ဖြေတဲ့ပညာရေးစနစ်ကချက်ပြီးတော့စောင်းဝဲပြီးတာနဲ့ခုနှစ်အတွင်းမေ့တော့ဘာမှမကျန်ဘူးဆိုတော့ဟိုနိုင်ငံကြီးရဲ့ပညာရေးစနစ်ကအကုန်လုံးတွေးတဲ့ခေါ်တဲ့ critical thinking ဝိပိစဝါဒသဘောမျိုး credit လောက်ပြီးတော့တွေးနိုင်တဲ့ကိုယ်ကိုယ်တိုင်ဉာဏ်နဲ့ဆင်ခြင်ပြီးတွေးတော့နိုင်တဲ့အဆင့်တွေရောက်သွားပညာရေးစနစ်ကိုတင်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီနိုင်ငံကလေးတွေရဲ့ပြဿနာဖြစ်ရင်လည်းပဲပြဿနာကောင်းကောင်းဖြေရှင်းတတ်ပါအဓိကတော့စာဖတ်အားများများရှိအောင်ပံ့ပိုးပေးလိုက်တာအဲ့တော့ဘုန်းကြီးနိုင်ငံမှာစာပြီးမဖတ်တော့အတိညာဉ်နဲ့မရှိအတိညာဉ်နဲ့မရှိတော့ပြဿနာပေါ်လာရင်လည်းပြဿနာကိုပြဿနာမှမတိပြဿနာကိုဘယ်လိုဖြေရှင်းရမှမသိဆိုပြီးတော့အတုတွေချားမှာ အခုလူတွေပြဿနာတက်တယ်ဆိုတာအမှန်မဟုတ်ဘဲနဲ့မမှန်နေကိုအမှန်ထင်ပြီးတော့လိုက်ပြီးတော့ပြဿနာတွေတက်အရင်နေဖြစ်ကြတခါတခါကျတော့အင်တာနက်ပေါ်မှာပေါ်လာတဲ့ screen ပေါ်မှာပေါ်လာတဲ့စကလုံးတွေကိုအဟုတ်ထင်ပြီးတော့ခံစားပြီးတော့ပြဿနာမဟုတ်တာကိုပြဿနာလုပ်ပြီးခံစားတဲ့လူတွေကအများကြီးပေချာတွေးကြည့်ရင် screen ပေါ်မှာပါတဲ့ပေါ်နေတဲ့စကလုံးတွေသည် screen မီးပိတ်သွားရင် မရှိတော့ဘူးအင်တာနက် မရရင်မရှိတော့ဘူးဖုန်းတောင်းသွားရင်မရှိတော့ဘူး တော့ဒီပုံမှာပေါ်လာတဲ့ဟောဟာတာပြညတ်တွေပုံမှာအဟုတ်ထင်ပြီးတော့ကိုကအဲ့ဓာတွေကိုယ်ရင်နဲ့ရောက်အောင်ယူပြီးတော့ခံစားလိုက်တဲ့ပြဿနာကကိုကကြံခဲ့ပြီးကိုကအဲ့ဒီစကလုံးနဲ့ရင်ထဲမှာခံစားလို့မပြီးတော့ဒါကကကြရင်အင်တာနက်ဟိုကီးဘုတ်လေးတစ်ချက်ကောက်နေပြီးတော့အင်တာနက်ဆာမျက်နှာပေါ်တင်လိုက်တဲ့စကလုံးတွေကဒီဟာကိုဖတ်ပြီးတဲ့လူတွေအပေါ်မှာ အပြင်ပေါ်မှာရှိနေတဲ့အတုစာသားကိုယင်တဲ့အထိရောက်အောင်ယူပြီးတော့အဲ့ဒါတွေကိုခံစားပြီးတော့မကောင်းတဲ့အမနာပါပြောတဲ့ဇာတ်ကားတွေရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ဆွမ်းအားမရှိတဲ့သူတွေမှာအဲ့ဒါတွေကိုခံစားပြီးတချို့ကိုယ့်ကိုတတ်တည်တာတော့ရှိတယ်မြန်မာပြည်မှာအမှုပညာသမားဆိုပိုရှိတယ်နာမည်ရှိတဲ့သူတွေပိုရှိတယ်အပုတ်ချတဲ့အခါကျတရားမသိတဲ့သူကဒီအပုတ်ချတဲ့စကားလုံးကိုဟုတ်ထင်ပြီးတော့အဲ့ဒါလိုက်ခံစားပြီးပြဿနာအကြီးလှုပ်ပြီးတော့နောက်ဆုံးဒီတန်းကိုမခံနိုင်တော့သေး ကိုကိုမထူပါဘူးဆိုပြီးတော့တက်တည်သွားလို့ရှိတယ်။ခွင်းတို့ကိုရီးယားမှာလည်းအဲ့ဒါခဏလေးအနုပညာသမားရဲ့ပိုးကြုံကကိုရီးယားမှာနေတော့တခါအနုပညာနာမည်ကြီးအနုပညာသမားတဲ့။အဲ့လိုပဲသူ့ကိုအပုတ်ချတဲ့ပြဿနာဟာအင်တာနက်ပေါ်မှာတင်လိုက်တာ။အဲ့ဒီအွန်လိုင်းပေါ်မှာတင်လိုက်တဲ့အင်တာနက်ပေါ်တင်လိုက်တဲ့သူ့အကြောင်းမကောင်းတဲ့အကြောင်းကိုဖတ်ပြီးတွေ့။အဲ့ဒီအနုပညာရှင်ကဟာ feeling တွေဖြစ်ခံစားမှုတွေတိုးပြီးတော့အဲ့ဒီပေါ်မှာ तू ကအဲ့ဒီတက်လာတဲ့ပြဿနာကို तू က တရှုပ်ကိစ္စတည်းမဖြေရှင်းသူ့အောင်ငင်းရမယ်ကိစ္စကိုအဲ့ဒီအနုပညာအတ္တမကသူ့အကြောင်းရေးတာတွေကိုအင်တာနက်မှာပြန်ပြီးဖြေရှင်းလိုက်တာဖြေရှင်းလိုက်တော့ဒါရီကအဲ့လိုတုံ့ပြန်မဲ့ဟာမဟုတ်ခွဲနဲ့အကြောင်းလည်းမညီဘူးအမှန်ကန်လည်းဟိုဖြေရှင်းရမယ်သဘောမဟုတ်ပဲနဲ့သူကဖွားတဲ့အပေါ်မှာသူကလက်ခံစားဖြေရှင်းတယ်နောက်ကနေပြီးအဲ့သူ့ဖြေရှင်းတဲ့အပေါ်မှာအမားတွေကစက်တက်စက်တက်ပြီးနောက်ကလူတွေအောက်ကခုံမနေပြီးနောက်ပြီးတော်တော်ကြီးကျယ်ဖြစ် ကြီးကျယ်ဖြစ်သွားတော့ဆိုရှယ်မီဒီယာရဲ့ပြန့်နှံ့မှုက အပြင်မီဒီယာအထိရောက်သွားပြီးတော့အဲ့ဒါအာရိုက်ကူးသမားတွေကသူ့ကိုကင်မရာနဲ့ချိန်တော့ဘယ်မှကိုသွားမလွတ်လပ်တော့ဖြစ်သွားသူပြက်တနာကအဲ့ဒါအသေးလေးကနေပြီးတော့မပြေရှင်းမဲ့နေပြီးရမဲ့ပြက်တနာကိုစိုးရလွန်ကဲခံစားမှုလွန်ကဲပြီးတော့ဖြေရှင်းလိုက်တာကပိုပြီးပြက်တနာကိုကြီးထွားစေတဲ့အတွက်ကြောင့်အဲ့ဒါနောက်တော့သူ့ကိုမီဒီယာသမားတွေကအဲ့ဒါမျက်စိထောက်ထောက်ကြည့်ပြီးတော့ ်ဘယ်သွားသွားသူနဲ့ပတ်သက်တဲ့သတင်းတွေသိရင်သိနေနောက်မှသူကမလွတ်လပ်တော့မလွတ်လပ်တော့ဖြစ်ပြီးနောက်တော့သူကသေတန်းစာလေးတစ်ခုရေးသွားတယ်အသက်ရှင်နေပေမဲ့ဘာမှလွတ်လပ်ခွင့်မရှိတော့ဘူးဆိုပြီးတော့အဲ့ဒီအနုပညာတဲ့ကိုကိုဆွဆိုင်လုပ်ပြီးတတ်သေးသွားတော့ဩဘာမဟုတ်တဲ့အတုတွေပေါ်မှာလိုက်ခံစားတဲ့ပြဿနာကကိုကိုကကိုညီကုန်းချုပ်သွားတဲ့အထိကြီးကျယ်သွားပါတော့လား ဟောအဲ့တော့ပြဿနာကိုဖြေရှင်းနိုင်တဲ့စွမ်းအားရှိမှပြဿနာကိုပြဿနာမဟုတ်တာကိုခံစားမိတဲ့စိတ်ဆန္ဒပြီးပြဿနာကိုပိုးပြီးကြီးထွားစေပြီးတော့ပြဿနာကိုကောင်းကောင်းမွန်မဖြေရှင်းလိုက်တဲ့အရာကြောင့်ဘဝမှာကိုယ့်ကိုတတ်တည်တဲ့အထိဖြစ်သွားတာဆိုတော့သူတို့တွေနီးတွေယူပြီးတော့ဘုန်းတော်တော်ကောင်းများကလည်းဘဝမှာအလုံးလုံးတဲ့သူအတွက်ပြဿနာဆိုတာရှိတယ်ဆိုတာယင်းထဲမှာလက်ခံထားပြီးတော့ပြဿနာကို ဖြစ်ပေါ်လာတဲ့အခါမှာပြဿနာကိုမကြောက်ပါနဲ့ ပြဿနာဖြစ်လာရင်အဲ့ဒီပြဿနာကိုခံစားဖို့လည်းမဟုတ်ဘူးပြဿနာရဲ့အကြောင်းတရားကိုရှာပြဿနာတစ်ခုရဲ့အကြောင်းတရားကိုရှာပြီးလို့ရှင်အဲ့ဒီအကြောင်းတရားပေါ်မှာအကျိုးတရားကဘယ်လိုရှိမလဲဆင်ခြင်ပြီးတော့အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောပေါ်မှာ ကိုယ့်ရဲ့ဉာဏ်လေးနဲ့ရှင်ကျင်ပြီးတော့ပြဿနာကိုဖြေရှင်းနိုင်အောင်ကြိုးစားရတယ်။တခါတခါပြဿနာဖြေရှင်းတဲ့အပိုင်းမှာမှန်တိုင်းလဲပြဿနာပြေလည်တာမဟုတ်ဘူး။မှန်တိုင်းလဲပဲပြီးသွားတာမဟုတ်ပဲအတွက်ကြောင့်ဖြေရှင်းတဲ့နေရာမှာဉာဏ်လေးနဲ့ရှင်နေဆိုတာကပြဿနာဖြေရှင်းတဲ့နေရာမှာမှန်တိုင်းလဲချက်ချင်းဖြေရှင်းလို့မရဘူး။အချိန်တစ်ခုကိုစောင့်ပြီးတော့ဖြေရှင်းရတယ်။ ပြောသင့်တဲ့အချိန်မှာပြောရတယ်ပြောသင့်တဲ့ဖြည့်ရှင်းသင့်တဲ့အချိန်မှာဖြည့်ရှင်းရပြောခြင်းမတန်သေးဘဲနဲ့ပြောလိုက်တယ်ပြဿနာပိုကြီးတွားတတ်တယ်လို့ဖြည့်ရှင်းခြင်းမတန်သေးဘဲနဲ့ဖြည့်ရှင်းလိုက်ခုနကကိုရီးယားဒကမတယောက်ဖြည့်ရှင်းစရာမလိုဘဲနဲ့ဆိုရှယ်နက်တဝက်က ဆိုရှယ်မီဒီယာကဖွာလိုက်တဲ့စကားလုံးကိုအောက်ကနေပြီးတော့သွားပြီးဖြည့်ရှင်းလိုက်တဲ့ပြဿနာကနောက်ကိုသူ့ကိုကြိုက်တဲ့လူရောမကြိုက်တဲ့လူရောဝိုင်းပြီးတော့အောက်ကပြောအဲ့ဒီပြောလိုက်တဲ့မှတ်ချက်တွေ command တွေကိုတစ်ခုချင်းတစ်ခုချင်း live ဖတ် live ဖတ်ပြီးတော့သူက live ခံစား live ခံစားညာဘက်တဲ့အိမ်မပြောနောက်တော့အာအသေးလေးပြဿနာကိုဖြည့်ရှင်းရမဟုတ်ဘဲဖြည့်ရှင်းစရာမဟုတ်ဘဲနဲ့ဖြည့်ရှင်းခြင်းမဟုတ်ဘဲနဲ့ဖြည့်ရှင်းလိုက်တဲ့ပြဿနာအကြီးကြီးဖြစ်ပြီးတော့နောက်ဆုံးသူ့ရဲ့လွတ်လပ်ခွင့်မှာပြောက်သွားတော့တခြားတခြား ဩဒီမိုကရေစီနိုင်ငံဆိုတာလွတ်လပ်စွာတရင်ယူခွင့်ရတယ်လွတ်လပ်စွာပြောဆိုရေးသားခွင့်ရတယ်ဆိုတာတွေကသူ့ဘဝကိုတင်းကျပ်သွားလူကနာမည်ကြီးချင်းရဲ့နောက်ွယ်မှာခံစားမှုကဘာလဲဆိုတော့နာမည်ကြီးလေတွေအနေထိုင်ချင်းကျက်လေတွေနာမည်ကြီးလေတွေအသွားလာချင်းကျက်လေတွေနာမည်ကြီးလေတွေဒုက္ခကြီးလေတွေပဲညဘုန်းကြီးတို့စာပေမှာမဟာပုံညော မဟာဒုက္ခဆိုတာရှိဘုံကြီးတဲ့ဘုရားပို့ပြီးဒုက္ခကြီးတယ်ဆိုတာဒါအမှန်ပဲ ော်ဘုန်းကြီးတို့အခုဘုံကြီးတယ်လို့မခေါ်ဘူးတိုးတော့ဒုက္ခကတော့တော်တော်ကြီးနေပြီဆိုတော့ထိုးတဲ့ကြီးတဲ့ဆရာတော်ကြီးတွေဒါနာမည်ကြီးတဲ့ဘုံကြီးတဲ့ဘုံကန်ကြီးတဲ့ဆရာတော်ကြီးတွေကျတော့ကိုယ်ပိုင်ချိန်နေတော့မရှိတော့ဆိုတော့ဘုံကြီးရင်ဒုက္ခကြီးတယ်ဆိုဘုံကြီးလို့အသက်မရှိဘူးမဖြစ်အောင်ဘုံကြီးပြီးတော့အသက်ရှိအောင်ဉာဏ်လေးနဲ့ဆင်ကြရဆိုတော့အလုံးလုံးတဲ့သူတွေကနာမည်ကြီးလေလေ ပြဿနာကြီးလေလေ အလုံများများလုပ်လေလေပြဿနာများများရှိလေလေဖြစ်တဲ့အတွက်ကြောင့်အလုံးလုံးလို့ပြဿနာရှိတဲ့အပေါ်မှာဘာမှကြောက်စရာမရှိဘူးပြဿနာကိုရှောင်တင်းစရာလည်းမလိုပြဿနာကိုခံစားစရာလည်းမလိုပြဿနာကိုရင်ဆိုင်ရင်ဆိုင်ပြီးလို့ရှိရင်ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဉာဏ်လေးနဲ့ဖြေရှင်းစဉ်းကျင်ပြီးတော့အချင်းတစ်ခုစောင့်ပြီးတော့ကိုပြဿနာကိုပြအောင်လုပ်ရပြဿနာကကိုကရှာတာလည်းမဟုတ်ဘဲနဲ့သူများကလာလို့ပြဿနာပေါ်တာလည်းရှိတတ်တယ် နော်ကိုကိုတိုင်ကလည်းပဲအလုံးမလုံးတတ်တဲ့အတွက်ကြောင့်ပြဿနာဖြစ်သွားတာလည်းရှိတတ်တယ်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပြဿနာပေါ်လာလို့ရှိရင်အဲ့ဒီပြဿနာကို မခံစားပါနဲ့။ပြဿနာဖြစ်ပေါ်လာရင်ပြဿနာကိုရင်ဆိုင်နိုင်အောင်ကြိုးစားပြီးဘလို့ဖြေရှင်းမလဲဆိုတဲ့အဖြေတစ်ခုကိုရှာရပါမယ်။ဖြေတစ်ခုရှာတဲ့အခါမှာဉာဏ်ရှိဖို့လိုပါတယ်။အချိန်တန်မှမှန်တိုင်းလဲအဖြေတစ်ခုကမှန်တိုင်းလဲပဲ အဲအကျိုးသက်ရောက်မှုကောင်းနေဖြစ်တာမဟုတ်ဘူးမှန်ပေမဲ့အချိန်တစ်ခုဆောင်ပြီးတော့မှပြောချိန်တန်မှပြောသင့်တဲ့ပြဿနာကပိုပြီးတော့ဖြေရှင်းရလွယ်တဲ့အတွက်ကြောင့်တချို့ကိစ္စတွေမှာမှန်တိုင်းလဲချက်ချင်းမဖြေရှင်းပါနဲ့ပြဿနာကိုရင်ဆိုင်ပြဿနာကိုစင်ကျင်ပြီးတော့ရှင်အချိန်တစ်ခုဆောင်ညံလင်းနဲ့ရှင်ပြီးတော့ပေါ်တဲ့ပြဿနာကိုအတိကျန်တဲ့ဖြေရှင်းနိုင်ရင်ပြဿနာဆိုတာကိုယ့်အတွက်ကအသေးဖွဲပါအဲမို့အဓိကပြောချင်တာက ပြဿနာ ဆိုတာအလုံးလုံးတဲ့လူတွေအတွက်ပြဿနာရှိတာမဆန်းဘူးနော်အလုံးမလုံးတဲ့သူတော်မှဘေးပတ်ဝန်းကျင်ကပြဿနာလို့သိတာပဲအလုံးလုံးနေတဲ့သူမှပြဿနာပေါ်တာမဆန်းဘူးအေးပေါ်တဲ့ပြဿနာကိုခံစားမှုမပါဘဲနဲ့လက်ခံပြီးတော့ဖြေရှင်းနိုင်ခြင်းတည်တာလည်းကိုယ့်ဘဝရဲ့အောင်မြင်မှုတိုးတက်မှုပဲဖြစ်တဲ့အတွက်ကြောင့်ဘဝမှာလူတိုင်းလူတိုင်းအသေးအနဲအသေးအကြီးအနဲအမြပြဿနာဆိုတာရှိတတ်တာဖြစ်တဲ့အတွက်ကြောင့် ဘလို့ပြဿနာမျိုးပဲလာပါသိရင်လည်းပဲသိတဲ့အလျောက်အဲ့ဒီပြဿနာကိုရှောင်တိမ့်လိုက်ပါကြည့်ရင်လည်းကြည့်တဲ့အလျောက်အဲ့ဒီပြဿနာကိုဆင်ကျင်ပြီးတော့ဉာဏ်နဲ့ဆင်ရှင်ဉာဏ်နဲ့သုံးသပ်ပြီးတော့ပြဿနာကိုအချင်းတစ်ခုစောင့်ပြီးတော့ဖြေရှင်းနိုင်အောင်ကြိုးစားပါပြဿနာကိုခံစားမှုတွေမလုပ်ပါနဲ့ပြဿနာကိုဖြေရှင်းနိုင်အောင်ကြိုးစားဒီကိစ္စဒီမှာပြီးမှဖြစ်မဲ့ပြဿနာဆိုရင်ဖြေရှင်းမှဖြစ်မဲ့ပြဿနာဆိုရင်ဒီမှာပဲတခါတည်းပြီးပြအောင်ဖြေရှင်းပြီးတော့ ိုးဘဝမှာတန်တရာနဲ့ခြီးတဲ့ပြဿနာမျိုးမဖြစ်အောင်တန်တရာနဲ့ခြီးပြီးတော့ပေးဆက်ရတဲ့အမှုကိစ္စပြဿနာမျိုးမဖြစ်အောင်ပြစ္ဆုတ်ပံတဲ့တဲ့မှာပဲကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုပြဿနာအကြီးအကျယ်မဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်ပြီးတော့အကောင်းဆုံးပြဿနာကိုဖြေရှင်းနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်